မင်္ဂလာပါ CV4 ကနေကြိုဆိုပါရစီ CV4 ရဲ့ပရိသတ်များအတွက်ဒီနေ့တိဆက်ပေးမယ့်ဇာတ်လမ်းကတော့ The Last of Us Season 2ရဲ့ Episode 5ပါနာမည်ကတော့ Fee Hollow လို့ခေါ်ပြီး Ellie ရဲ့လက်စားခြေလိုတဲ့စိတ်နဲ့စိတ်ပန်းဆိုင်ရာပြောင်းလဲမှုကိုမြင်တွေ့ရမှာဖြစ်ပါတယ်အစင်းသဖြစ်ပြီဆိုရင်တော့ The Last of Us Season 2 Episode 5 Feel Her Love ကိုခံစားလိုက်ကြပါသလားကျော်ကတော့အစီအစဉ်တိဆက်ပေးနေတဲ့ CV4 ကပေးနိုင်တိဆက်သူရှိန်းသူပဲဖြစ်ပါတယ် ဗိထားရဲ့မြောက်တကားကိုတေချာကြည့်ပြီးရဲ့နောက် WLF အဖွဲ့ရဲ့ခေါင်းဆောင်ကပြေးမှခတ်တဲ့မျက်နှာနဲ့သူ့ရဲ့အဖွဲ့သားတွေကိုကြည့်ပြီးတော့ခက်တီတီနဲ့ပဲနောက်ဘက်ကိုပြန်လှည့်ထွက်သွားခဲ့ပါတယ်။အကန့်တကူထဲမှာတော့တက်ခွဲခေါင်းဆောင်အမျိုးသမီးတယောက်ဖြစ်တဲ့ Sergeant Park ထိုင်နေပြီးတော့ခဏကြာမှတော့ WLF ရဲ့ခေါင်းဆောင်ရောက်လာပြီးညနေချင်းဆိုင်ထိုင်လိုက်က Sergeant Park ရဲ့တပည့်တွေကသူ့ကိုယုံကြည်ရတဲ့ Sergeant Park ကိုမျက်ခံရမှာကိုစိုးရင်နေကြကြောင်ပြောလိုက်တာကြောင့်သူသာကိုမျက်ခံရရင် Isaac ကိုယ်တိုင်လိုက်လာမှာတေးကြတယ်လို့ Sergeant Park ကပြန်ပြောလိုက်ပါတယ်။ နေကြမှာလေစားခါရင်တိုက်ပွဲဖြစ်နေရကြောင်းမလို့ WLF ခေါင်းဆောင်ကလက်ရှိအခြေအနေတွေကိုမေးလိုက်ပါတယ်တကယ်တော့စားချင်ပတ်နဲ့အဖွဲသားတွေကဈေးုံလုံးညုံရေးအတွက်6လွာကနေပြီးတော့မြေရောက်ထက်ထိကူးဆက်ခံနေရှိမရှိရှင်းလင်းလို့တဲ့အခါမှာတလွာပြီးတလွာဆင်းလာခြင်း မြောက်ထက်အရောက်မှာလီရုံဦးဆောင်တဲ့အဖွဲ့ကမိုးအောင်တွေတွေ့လိုက်ရတဲ့ပြင်ကူးဆက်ခံအမုံတွေကလည်းလီထဲမှာပြန့်လွင့်နေပြီလို့စက်သွေးဇက်ကတဆင့်တရေပူလာခဲ့တာကြောင့်မလို့သူ့အနေနဲ့မတက်တာတော့ပဲလီရုံတို့အုပ်စုကိုမြောက်ထဲမှာပြစ်ထားပြီးယောဂါပိုးအမုံတွေဆက်ပြီးတော့မကူးစီဖို့အတွက်တကားတွေကုန်ပိတ်လိုက်ရင်ထားခဲ့ရတယ်လို့ရှင်းပြနေတော့မှာပဲမြေကြီးတွေကြလာကြောင်းခေါင်းဆောင်ကလှုပ်တင်လှုပ်ထိုက်တာကိုရဲရင်ရင်လှုပ်ခဲ့တဲ့အတွက်ဂျေးစုတင်ကြောင်းစာကျင်ဘက်ကပြောကလဲထွက်သွားပါတယ် ဇီရွာရီမြို့ရဲ့တနေရာမှာတော့ဒီနာဟာစကားပြောဆက်ကအမိန့်ကိုနားထောင်ပြီးတော့ဈေးငွေသွားနိုင်မဲ့ဘေးကင်းလို့လမ်းကြောင်းကိုမြေပုံပေါ်မှာလိုက်ရှာနေပါတယ်။အဲလီကကူညီပေးခြင်းပဲမဲ့လေတင်းလေးချာလေးဖြစ်နေတဲ့တင်းချာလေးကိုမုန်းတာကြောင့်ဒီနာကိုထားခင်ရင်ပဝင်းချင်းကိုလေးလာဖို့ထွက်သွားလိုက်ပါတယ်။အဲလီတယောက်ဟိုတီတီလျှောက်သွားရင်တေဂီတာခမ်းမတစ်ခုရောက်တဲ့အခါမှာဂျိုးသတိရတဲ့စိတ်နဲ့ဂီတာတီးရင်တချင်းဆိုဖို့ကြိုးစားနေပေမဲ့လေဝမ်းနေစိတ်ကများလာပြီးတော့ဆက်မစိုးနိုင်ခဲ့ပါဘူး။တိမ်မကြခင်မှာဒီနာရောက်လာပြီးတော့ဆာရွက်တစ်ခုပေါ်ကသူတွေ့ထားတဲ့လမ်းကြောင်းတစ်ခုကိုပြလိုက်တဲ့အခါမှာ သူတို့သွားမယ် WLF အဖွဲ့တွေကိမလဲရဲ့နေရာဖြစ်နေအောင်တွေ့လိုက်ရပါတယ်။ဂူဆက်ကန်နေကြောင်းကိမလဲရဲ့နေရာဖြစ်နိုင်ပေမဲ့လေသူတို့သွားမယ်ဈေးရုံကိုအမြန်ဆုံးရောက်နိုင်မယ်လမ်းဖြစ်နေအောင်မလို့အရေးဆိုပြီးတော့သွားဖို့ရွေးချယ်လိုက်ကြပါတယ်။ဘာသာရေးအဆုံးရောက်တဲ့စားခိုင်းနဲ့စစ်ပွဲဖြစ်နေကြတဲ့ WLF တွေကဒီနေရာတွေကိုစကားပြောဆက်ကတဆင့်ပြောနေကြအောင်မလို့ဒီနာတို့ကဂျိုးတက်သွားတဲ့အဖွဲ့တွေကတယောက်ဖြစ်တဲ့ Nora ရဲ့ဒီနေရာကိုလည်းသိခဲ့ကြပါတယ်။ဖြစ်ချင်ရာဖြစ်သဘောမျိုးနဲ့မထူးတော့ဘူးမလို့ရှေ့ဆက်ပြီးတော့စင်ငန်းတိုးတိုးထွက်လာခဲ့ကြတဲ့အယ်လီလိုနှစ်ယောက်က VR left စာရင်ရေးထိုးထားတဲ့နေရင်အောက်ခြေမှာအသက်ကန်ထားတဲ့လူအုပ်စုလိုက်တွေ့လိုက်ရပါတယ်။ဒေးနေရကြပြီးဖြစ်တဲ့အလောင်းကြီးရဲ့အနက်အနေကြောင့်ကိုဝင်းကြီးရှိနေတဲ့ဒီနာတယောက်အော့အန်ပါတယ်။အဲလီကနောက်ပြန်လဲပြီးအနားယူဖို့ဒီနာကိုပြောလိုက်ပေမယ့်စိတ်သက်ပြင်းနေတဲ့ဒီနာကတော့ငငယ်တုန်းကသူ့မိသားစုကိုဝင်သက်သွားတဲ့လူတသမားကိုသူကိုယ်တိုင်တနက်နေ့ပြန်ပစ်ပြီးတော့ပစ်တက်လိုက်တဲ့အကြောင်းတွေကိုပြန်ပြောပြရင်ဂျိုးကိုတက်သွားတဲ့လူတွေကိုလည်းအဲလီနေနဲ့လိုက်ရှာနေတာကမှန်ကန်တဲ့လုပ်ရလို့ဆက်ပြောပြီးတော့ရှေ့ဆက်သွားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ မြောက်သားကရှေးဆက်လာကြရေးစလိုက်မီလွတ်ရာစီကိုရှောင်ပြီးတော့စလိုက်မီလွတ်မှာတကားတစ်ခုကိုဖျက်ဝင်ပြီးအဆောက်အဦတစ်ခုတွေကိုရောက်လာပါသည်အထက်ရောက်တဲ့အခါမှာရှေးဆက်သွားဖို့လမ်းကြောင်းချိန်နေကြည့်ပြီးဒီနာကမိုးကောင်လေးနဲ့တွေ့ခဲ့ရင်ပြစ်တာနဲ့ပြေးရနှစ်ခုမှာပြီးတော့ဦးစားပေးဖို့အဲလီကိုပြောလိုက်ပါသည်တရက်တန်ကို WLF တပ်သားကြီးကြားသွားရင်သူတို့ဒုက္ခရောက်သွားနိုင်တာအကြောင်းမလို့အတန်တိတ်လက်နက်ဖြစ်တဲ့ဓာတ်ကိုသုံးဖို့နဲ့လိုအပ်ရင်တော့မဲဆောက်ကနေမူရီကားရောက်တဲ့အထိပြေးကြဖို့သဘောတူလိုက်ကြပါသည် အခန်းတစ်ခုရဲ့ရောက်မှလဲညံကောင်းနဲ့မိုးကောင်းတကောင်တွေ့လိုက်ရလို့တိုက်ခိုက်ဖို့အစီအစဉ်ဆွဲနေလို့မှနောက်ထပ်မိုးကောင်းတွေအများကြီးထွက်လာတာကြောင့်ဂေဒကားစီကိုပြေးသွားဖို့ဒီနာကိုပြောလိုက်ရင်အဲလီကတော့မိုးကောင်းတွေကိုတခြားတစ်ဖက်ကိုမြားခေါ်လိုက်ပါတယ်အစီအစဉ်တိုင်းလုခဲ့ကြပေမဲ့များပြားလုံးလာတဲ့မိုးကောင်းတွေကြောင့်တောင်မင်းမြောင်မင်းမကယ်နိုင်နေဖြစ်ပြီးတော့မျောလင်းချက်မဲ့နေတဲ့အချိန်မှာတနက်တန်ချူကြားလိုက်ရပြီးဒရုန်းနဲ့တိုက်ခိုက်နေတဲ့မိုးကောင်းတွေကလည်းထွက်ပြေးသွားပါတယ်ကံကောင်းလို့ပေါ့ဗျာသူတို့ကအရန်ခိန်တဲ့ဘော်ရိုက်ဂျက်စီရောက်လာတာကို အဲလီတို့ဆွဲထုတ်လိုက်ရင်လည်းမိုးကောင်အကိုက်ခံရသေးလားစစ်စည်းလိုက်ရင်ဘာမှမဖြစ်တာသေးကြပြီဆိုတော့မှသုံးယောက်သားကအပြင်ကိုပြန်ထွက်လာတဲ့အချိန်တရက်တန်ကြောင့်မလို့တခြားတစ်ဖက်မှာရှိနေတဲ့ WLF အဖွဲ့သားတွေတိသွားပြီးတော့အနောက်ကနေလိုက်ရှာတာမလို့ဘန်းညံဘက်ကိုထွက်ပြေးကမျက်ခြေဖြိုင်းနေပုံနေလိုက်ကြပါတယ်တကယ်လို့ရုံးထဲမှာကြံခဲ့တဲ့မြေပုံကြောင့်အဲလီတို့သွားမဲ့လန်ခီကိုတိသွားတဲ့ဂျက်စီကစိတ်မချဖြစ်နေခဲ့တယ်လို့အဲလီတို့နှစ်ယောက်လည်းဆိုရင်လေတေချာပေါက်မာလကာသီးတွေဖြစ်သွားမှာကိုသိနေလို့လေတွမ်မီနဲ့သူကစကန်နေခိုးထွက်လာပြီးတော့လိုက်လာခဲ့ကြတာဖြစ်ပါတယ် တုံယောက်သားကစကားပြောပြောနဲ့ရှောက်လာရင်တိုးအထေကိုရောက်လာတဲ့ချိန်မှာတော့တရားစီရင်နေတဲ့စားခါရည်နဲ့အမှတ်မတင်တွေ့လိုက်ပါတယ်။တိတိလေးစောင့်ကြည့်နေပေမဲ့စားခါတယောက်ပြစ်လိုက်တဲ့မြားကဒီနောက်လာမန်နာကြောင့်မလို့အဲလီကယုံမဆုံးပဲကြောင်ပြောတာစားခါတွေကိုများခေါ်ပြီးတော့တခြားတစ်ဖက်ကိုထွက်ပြေးသွားလိုက်ပါတယ်။စားခါတွေကိုမျက်ခြေဖြတ်ပြီးရဲ့နောက်မှာတော့အဲလီက WLF စကန်တစ်ခုနောက်ရောက်လာခဲ့တယ်လို့အခန်းတစ်ခုထဲကိုအသားလေးခိုးဝင်လိုက်ပြီးတော့ဂျိုးတက်ခဲ့တဲ့အဘီတို့အဖွဲသားနိုရာကိုတနက်နဲ့ချိန်လိုက်ပြီးတော့အဘီရဲ့ဒီနေရာကိုမေးလိုက်ပါတယ်။ တနက်နေ့ပြစ်လိုက်ရင်တခြားသူတွေကြားသွားပြီးတော့အဲလီတယောက် ပြေးမလွတ်မှန်းသိနေတဲ့နိုရာကအဲလီကိုစိတ်လုံရှောင်းအောင်လှုပ်ပြီးတော့ရေနွေးပူနဲ့ပတ်ပြီးထွက်ပြေးသွားပါလိမ့်အဲလီကလည်းဆဲဆူကနိုရာအနောက်ကိုပြေးလိုက်ပါလိမ့်နိုရာကသူ့ရဲ့ရဲဘော်တွေကိုရန်သူလာနေကြောင်းအော်ဟစ်သတိပေးနေမြေအောက်ထက်စီကိုပြေးလာကြောင်းမလို့အဲလီကလည်းကြည်ကြံနေကိုရှောင်းရင်းတင်းရင်းနဲ့အနောက်ကနေအဆက်မပြတ်လိုက်ခဲ့ပါလိမ့်နိုရာကဓလိကားကျိုးကိုဖျက်ပြီးအောက်ထက်ကိုဆင်းပြေးနေတော့အဲလီကတနက်နေ့လိုက်ပြစ်တာကြောင်းမလို့မြေအောက်ထက်တစ်ခုတည်းကိုဆက်ပြီးတော့ပြေးဝင်သွားလိုက်ပါလိမ့်အဲလီလည်းအနောက်ကစစ်သားတွေကလိုက်ပြစ်နေကြအောင်မလို့နိုရာရှိတဲ့ဘက်ကိုဆက်ပြီးတော့သွားလိုက်ပါလိမ့် အကန်တခုရောရောက်တဲ့ခါမှာတော့နေရန်ကမူကောင်တွေကိုတွေးလိုက်ရသလိုတခြားကောင်တွေကအတက်မတီသေးပဲနဲ့ကူးဆက်ခံနေရလေမြင်လိုက်ရပါပြီအကန်တခုလုံးရဲ့လေထဲမှာလေမှုရောကပိုးပါတဲ့အမှုန်တွေပြန့်နေခဲ့ပေမယ့်အဲလီကတော့ရှေ့ဆက်သွားလိုက်ပါတယ်အခန်းတောက်တနေရာမှာတော့မှုရောကပိုးပါတဲ့အမှုန်တွေကိုရှူမိပြီးတော့ယောဂအကူးဆက်ခံလိုက်ရတဲ့နိုးတော့တွေးလိုက်ရပါပြီမှုရောကပိုးပါတဲ့အမှုန်တွေဓာရီမှာဘာမတီရဲ့ဇာနီစလောင်းပန်းဖြစ်နေတဲ့အဲလီကိုမြင်လိုက်ရချိန်မှာတော့အဲလီယာမှုရောကပိုးခုခံနိုင်စွမ်းရှိတဲ့ကောင်မလေးတယောက်ဆိုတာကိုနိုးရာတီသွားခဲ့ပါတယ် မျိုးကြီးရဲ့တပြားဟောင်းကြီးကိုပြန်ဖွင့်ပြနေလို့အယ်လီကခနာဆိုင်ကြည့်ပြီးဂျိုးလုခဲသမျှလုံးရအားလုံးသူတိပီးသားဖြစ်တယ်လို့ဘာပဲဖြစ်ဖြစ်ဂျိုးရဲ့လုံးရမှန်နေလို့ပြောလိုက်ရင်အဘီရဲ့နေရာကိုမေးမြန်းနေတော့မှပြန်မပြေခဲ့တာကြောင့်မလို့အနားမှာရှိတဲ့တန်တိုတချောင်းကိုယူပြီးတော့ဂျိုးကိုသူတို့နှိပ်ဆက်ခဲ့တယ်လို့ပြန်ပြီးတော့ခြေောက်တွေကိုအားရပါရိုက်ပါတော့တယ်။ရိုင်အင်းနဲ့ဒေါ်သာထွက်လာလို့အားကုန်ထုတ်ပြီးတော့ထိုက်ရိုက်ပါသေးတယ်။ဒီပိုင်းအဆုံးသက်မှာတော့အယ်လီတယောက်မနက်ခင်းတခုမှအိယာတွေကနေနိုးထလာတဲ့ချိန်ဂျိုးတယောက်အခန်းတကားဝါလာပြီးတော့ ဟေ့ကလေးလို့ခေါ်လိုက်ရင်လည်းစိတ်ဝင်စားစရာနဲ့အဆုံးသက်ထားပြန်ပါလိ1983ခုနှစ်ရဲ့တကုတော်နေမှာထက်ဆက်ကဆယ်ကျော်တက်ရွယ်ညီကိုနှစ်ယောက်စကားပြောနေခဲ့ကြပါလိရက်ွက်တဲမှာဆေးကြောက်ရောင်းပြီးတော့ fighter လှုပ်ထားတဲ့အငဲကောင်တွန်မီကဘိုရိုကြီးပြန်လာရင်အစော်ခံရမှာကိုတွေးမိရင်လည်းကြောက်နေကြလို့အကြီးကောင်ကျိုးကအစင်ပြေအောင်ကြည့်ပြီးတော့စီစဉ်ပေးမယ်လို့ပြောလိုက်ရင်အခန်းထဲမှာဝေနေခန်းလိုက်ပါလိ သူတို့အဖေရဲရရှိပြန်ရောက်လာချိန်မှာတော့ပြဿနာကောင်တွမ်းမီအကြောင်းမေးလိုက်တာကြောင့်မလို့ဂျိုးကမရိုက်ဖို့ပြောရင်းနဲ့တားလိုက်တာကြောင့်မလို့သူ့ဖေကသူငငယ်တုန်းကဈေးဆိုင်ကနေပြီးတော့မုံချောင်းတစ်ခုခိုးလိုက်တာကိုတိသွားတဲ့ဂျိုးရဲ့အဖိုးကစော်ဘလော်တီးလိုက်လို့မေးဥပြုတ်ပြီးတော့နှစ်လားလောက်စံပြုတ်တောက်လိုက်ရတယ်လို့ပြောပြရင်နောက်တစ်ခါဒီလိုမဖြစ်အောင်ထိန်းသိမ်းပေးဖို့ဂျိုးကိုပြောလိုက်ရင်းနဲ့ဂျိုးရဲ့အဖိုးလောက်သူကလက်တံမပြောင်းဘူးလို့ထပ်ပြောလိုက်ပြီးတော့အပြင်ကိုပြန်ထွက်သွားခဲ့ပါတယ်ဒီလိုနဲ့အချိန်ကာလဟာအယ်လီနဲ့ဂျိုးတို့ဝိုင်ယိုမင်းမြို့ကိုစရောက်တဲ့အချိန်ကိုပြန်အောင်လာခဲ့ပါတယ် မြို့ရောက်တာနှစ်လလောက်တာရှိသေးတဲ့ဂျိုးကပဝင်းကျင်ကိုလှည့်လေကပစ္စည်းကိုရှာရင်းနဲ့အဲမြို့ရဲ့ထုံးစံတိုင်းပစ္စည်းချင်းလဲဖို့ဆိုင်အောင်ရောက်လာခဲ့ပါတယ်။သူလူချင်းနဲ့ပစ္စည်းကိုဆိုင်ရှင်ကိုပြောကသူ့မှာပါလာနဲ့လဲပါတယ်။ရချင်းကိုလည်းဆိုင်ရှင်ကတောက်ကြနေမှာပေးမယ်လို့ပြောပြီးမြေဂျိုးကတော့မနဲ့ပြန်ရမှဖြစ်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဂျိုးရောက်အိမ်မြန်လာပြီးတဲ့နောက်အဲလီရှိမရှိကိုခန္ဓာကဖွင့်ကြည့်လိုက်ပြီးတော့ယူလာတဲ့အယိုးတစ်ခုကိုဂီတာဘားလေးလေးလောက်ကဂီတာမှာအဲလီကြိုက်တဲ့အလှပုံလေးဖော်လိုက်ပါတယ်။ ကြီးတွေပါတရှာတက်လိုက်ပြီးတော့ကျိုးတက်ကအတန်ဆန်းနေတော့မှတွမ်မီကိုခေါ်တန်ကြားရအောင်မလို့ဂျိုးဟာအပြင်ကိုထွက်ကြည့်လိုက်ပါတယ်။တွမ်မီကလက်မထံရရလာတဲ့အဲလီကိုတွဲခေါ်လာပြီးတော့ကေဘီလုံရင်လက်ကိုအပူလောင်တာလို့ပြောပြပါတယ်။စိတ်ပူသွားတဲ့ဂျိုးကဘာဖြစ်တာလဲဘာညာမေးလိုက်ပြီးတော့အဲလီကမတော်တဆဖြစ်တာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဂျိုးကမယုံတာကြောင့်မလို့သူ့ရဲ့လက်ကအကိုက်ခံထားတဲ့ဒဏ်ရာကိုဖုံးသွားအောင်တမင်လုံးလိုက်တာဖြစ်တယ်လို့လက်တို့အင်ကြီးတွေဝှစ်ချင်လို့လဲပါတယ်လို့ပြောလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့အဲလီရဲ့15နှစ်ပြည့်မွေးနေ့အတွက်ဂျိုးကမွေးနေ့ကိတ်လောက်က Happy Birthday လုပ်ပါတယ်။ လက်ဆောင်အနေနဲ့လည်းအဲလီကြိုက်တဲ့ပုံတပုံထိုးထားတဲ့ဂီတာကိုလက်ဆောင်ပေးလိုက်ပါတယ်ဂီတာလည်းရှိပြီမလို့သင်ပေးတော့မယ်လို့ပြောလိုက်ပေမယ့်အဲလီကတော့သူ့ကိုအရင်ဆုံးဂီတာတီးပြဖို့ပူဇော်လိုက်တာကြောင့်ဂျိုးက If I Never Were To Lose You အစချီရဲ့တခြင်းကိုစိုးပြလိုက်ပါတယ်အဲဒါကြောင့်ပြီးခဲ့တဲ့ပိုင်းတုန်းကလည်းဂျိုးကိုသတိရနေခဲ့တဲ့အဲလီတယောက်ဇီရာတဲ့မြို့ထဲမှာဒီတခြင်းကိုတီးခတ်ဖို့ကြိုးစားခဲ့တာပါတခြင်းဆိုပြီးသွားတဲ့အခါမှာဂျိုးက Happy Birthday လို့ပြောလိုက်ရင်ဂီတာကိုလက်ဆောင်ပေးလိုက်တယ်လို့အဲလီကလည်းသဘောကျနေခဲ့တာပါ ။ဒီနေ့ကြာပြီးတဲ့နောက်မှာတော့အဲလီရဲ့16နှစ်ပြည့်မွေးနေ့ကိုရောက်လာပြန်ပါလိမ့်။ဒီကောင်မတော်ဂျိုးကအဲလီကိုတတော်ရဲမှာသူရှာတွေ့ထားတဲ့နေရာကိုအမတ်တရအနေနဲ့ခေါ်သွားပါလိမ့်။သွားနေတဲ့လမ်းလျှောက်မှာတော့အဲလီကသူ့ကိုကင်းလဲခွင့်ပေးဖို့တောင်းဆိုနေခဲ့ပြီးဂျိုးကတော့ငယ်သေးတဲ့အဲလီကိုခွင့်မပြုဘဲဖြစ်နေပါလိမ့်။ဂျိုးကကင်းလဲသွားမယ်ဆိုရင်ပန်းတွေပြားတွေအကြောင်းတိလာဘာညာပြောနေတဲ့အချိန်အဲလီကတော့စမူသားတွေမူရီလားဆိုပြီးတော့ဒေမီလိုက်တယ်လို့ကိုဝင်မရအောင်ကာကွယ်မယ့်အကြောင်းမှပြောလိုက်တာအကြောင်းမလို့ဂျိုးလည်းပဲစဉ်းစားပေးမယ်လို့ပြောလိုက်ပါတယ်။အဲနောက်တော့ ိုင်နိုဆောယုတ်ကြီးရှိတဲ့နေရာရောက်လာပြီးတော့ခြုံနေညိနေတဲ့အယုတ်ကြီးပေါ်ကိုအယ်လီကအပြေးလွှားတက်ပြီးတော့အော်ဟစ်လိုက်ပါတယ်။ဂျိုးဟာအယ်လီကိုနောက်ထပ်တနေရာအဖြစ်အာဂါသာစခန်းဟောင်းတစ်ခုကိုခေါ်သွားခဲ့တာကြောင့်ထူးထူးဆန်းဆန်းပစ္စည်းတွေကိုကြည့်ကအယ်လီကသဘောကျနေပါတယ်။အဲဒီနောက်တော့ဂျိုးကအာဂါသာယင်တစ်ခုကိုပြလိုက်ပြီးကြိုက်တဲ့အုတ်ထုတ်တစ်လုံးကိုအယ်လီကိုရွေးခိုင်းလိုက်ပြီးတော့အာဂါသာယင်မြန်နဲ့ဝင်လိုက်ပြီးမြောက်သားကအယ်လီရဲ့16နှစ်ပြည့်မွေးနေ့ကိုအော်ဟစ်ပျော်ပါလိုက်ကြပါတယ်။အာဂါသာယင်ထဲမှာပျော်နေတဲ့အယ်လီကိုကြည့်ပြီးတော့ဂျိုးတယောက်သဘောကျနေပါတယ်။ တောထဲကပြန်လာတဲ့လမ်းတစ်နေရာမှာပိုးစုံကျူးလေးတွေကိုတွေးလိုက်တာကြောင့်မလို့အဲလီတယောက်အတွေးပေါင်းစုံနဲ့ငေးကြည့်နေခဲ့ပါပြီ။ဒီလိုနဲ့နောက်ထပ်တစ်နှစ်အကြာပြီးမှတော့အဲလီရဲ့18နှစ်ပြည့်မွေးနေ့ကိုရောက်လာပြန်ပါပြီ။အဲလီကို Happy Birthday လို့ပို့အတွက်ဂျူးတယောက်အိမ်ဝင်ခက်ဆော့ဆော့ပြန်လာခဲ့ပြီးမွေးနေ့ကိန်းနဲ့တူတူအခန်းထဲလာခဲ့ပေမဲ့တပီးကျော်လေးကတော့ဒဲပြားချင်းတီးနေခဲ့လို့ဂျိုးကအထဲဝင်လိုက်ပြီးတော့အဲလီနဲ့တူတူရှိရဲ့တယောက်ကိုနှင်းထုတ်လိုက်ပါပြီ။အဲလီကိုလည်း18နှစ်ပဲရှိသေးတာကြောင့်မလို့စီတတူးနဲ့လင်းကိစ္စရေလုံနေပြီလားဆိုပြီးတော့စူလိုက်တာကြောင့် အဲလီကလင်ကိစ္စမဟုတ်ဘဲနဲ့အတွေ့အကြုံတစ်ခုလောက်ပဲလို့ပြောလိုက်ပါတယ်ဒီကိစ္စအနေစပြီးတော့ဂျိုးနှစ်ယောက်ကြားမှာပြဿနာကစတင်ဖြစ်ခဲ့တာဖြစ်ပါတယ်အဲဒီညမှာပဲအဲလီတယောက်ဂိုးရောင်လေးကိုပြောင်းဖို့လုပ်နေရကြောင်းဂျိုးကတားခဲ့ပါတယ်အဲလီကအရွယ်ရောက်ကစားလူငယ်တယောက်ရဲ့ပုံကန်စိတ်နဲ့တူတူသူ့ရဲ့အခွင့်အရေးတွေအကြောင်းပြောတာကြောင့်မလို့ဂျိုးကလည်း၃ရက်လောက်အချိန်ပေးဖို့ပြောလိုက်ပါတယ်အဲဒီနောက်တော့ပြေလည်မှုရသွားကအဲလီရဲ့လက်ကတက်တူးကိုဂျိုးကယူကြည့်လိုက်ပါတယ်အဲလီကအိမ်မက်ထဲကတင်ငေးရရဖြစ်ကြောင်းပြောလိုက်တာကြောင့်မလို့ဂျိုးကလည်းဘာမှမပြောဘဲနဲ့ဂွန်းနိုင်လောက်လိုက်ပါတယ် ောက်တနေ့မှာတော့ဂျိုးရီယောက်စိတ်ချမ်းပါရေးရှာဝင်ဂိလ်နဲ့တွားတွေ့ဆုံပါရီဂိလ်ကိုစင်ကဲပြောင်းလဲခြင်းနေအိမ်မက်တွေအကြောင်းမေးပေမယ့်အပြေတီးကြမရအကြောင်းမလို့ခက်တီတီနဲ့ထွက်သွားပါရီအဲ့ဒီမှာပဲအယ်လီကတော့အိမ်ဘေးကကိုတောင်ကိုပြောင်းရွှေ့နေခဲ့ပါပြီဒီလိုနဲ့နောက်ထပ်နှစ်နှစ်တိတိကြာပြီးတဲ့အခါမှာတော့အယ်လီကသူ့ရဲ့အခန်းလေးထဲမှာဇော်လိစီကြီးတုံးကပိုးဆုံကျူးရီနဲ့ပတ်သက်ပြီးတော့မေးခွန်းတချို့ကိုဂျိုးကိုမေးတဲ့အသားဖိုင်တွေးနေပါရီအယ်လီကပိုးဆုံကျူးရီကသူတို့အဝေးရလာတာကိုတော့မှမြင်နိုင်ရင်စီးနင်းဖွဲတွေဝင်တိုက်တာကိုဘာလို့မသိရလဲဓမြတွေကပိုးဆုံကျူးရီကိုဝင်တိုက်တာဆိုရင် ဂျိုးကသူ့ကိုတေးထားရင်းနဲ့ဘလို့လွတ်လာလေခန်းနေရှိရလို့ဓာစင်လိုက်ရှိရဆိုရင်အခုဒီဘာတရင်မှမကြားရတာလေဆိုပြီးတော့မေးလိုက်ပါတယ်အဲအချိန်မှာဂျိုးကအဲလီရဲ့ခန်းဝါရောက်လာပြီးတော့ကင်းလဲထွက်ကြဖို့လာခေါ်ခဲ့ပါတယ်နယောက်သားကကင်းလဲထွက်ဖို့ဖြစ်ကြတဲ့အခါမှာတော့အတွေ့အကြုံမရှိသေးတဲ့အဲလီကိုအန်နီရဲ့အသိမရှိတဲ့တောလန်တစ်ခုကနေပြီးတော့ဂျိုးကခေါ်သွားလိုက်ပါတယ်ဇီကန်ရကင်းလဲတော်စတင်တဲ့အခါမှာအခုလိုပဲရိုးရှင်းရှင်းကနေပြီးတော့စရကြောင်ဂျိုးကပြောလိုက်ပြီးကင်းလဲစီကန်တိုင်းမှန်ဘလူးကိုတုံးဖို့အဲလီကိုပြောလိုက်ပါတယ်အဲလီက တုံးညင်တုံးညင်နဲ့မှန်မလူကိုထိုးသုံးလိုက်ပြီးတော့ရှင်းနှကောင်ဘူးနေကြအောင်ဂျိုးကိုပြောလိုက်တာကြောင့်မလို့မှန်မလူကိုသုံးဖို့လက်လျှော့လိုက်ရပါတယ်။နောက်တော့နေအောင်သားကဆက်လာကြရင်ဂျိုးကစကားတွေပြောနေပြီးမြဲအဲလီကသူ့အတွင်းနဲ့သူတိတ်ဆိတ်နေရကြောင့်မလို့အချိန်လေးကိုဂျိုးကမေးလိုက်ပါတယ်။အဲအချိန်မှာပဲဂျိုးရဲ့စကားပြောစကားအတန်မြီလာခဲ့ပြီးတော့ပင်ငယ်မြောက်ဘက်မှာကူးဆက်ခံနေရှိရကြောင်းမလို့အနည်းဆုံးမှရှိတဲ့ဂျိုးတို့သွားဖို့တစ်ဖက်ကညှို့ချလိုက်တာကြောင့်10မိနစ်တွင်ရောက်မယ်လို့အကြောင်းပြန်လိုက်ပြီးတော့ အန်နီရရှိနေရာအကြောင်းမလို့အဲလီကိုပြန်ဖို့ပြောလိုက်ပေမဲ့တွဲဖက်လို့သူ့ကိုယ်သူခိုင်ယူထားတဲ့အဲလီကပေးကပ်ပြီးတော့ဆက်နေခဲ့လို့ဂျိုးကဘာမှမပြောဘဲနဲ့ကူးဆက်ခိုင်းနေရှိတဲ့စီကိုအမြန်ထွက်လာလိုက်ပါတယ်တော်တော်လေးသွားမိပြီးရဲ့နောက်မှာတော့ပြင့်မဲ့နေရာအနီးကိုရောက်လာကြအောင်မြင်းနေကိုထားခဲ့ကခြေချင်းလျှောက်လာကြပါတယ်မနက်တီကိုအသိမြင်ကတဖြည်းဖြည်းလျှောက်လာကြရင်းနဲ့သူတို့ရှိကမြင်းတကောင်ဖြတ်ပြေးသွားအောင်သတိပို့ထားပြီးတော့ဆက်လျှောက်လာကြပါတယ်အဲဒါကြောင့်တစ်ပင်တပင်အနီးကိုရောက်မှာတော့ဝိုင်ယုံမင်းမျိုးရဲ့တူးသေးသောစိတ်ချမ်းမာရေးဆရာဝန်ဂေးရဲ့အမျိုးသားဖြစ်သူ ယူချင်းကိုတွေ့လိုက်ရပါတယ်။ဂျိုးကယူချင်းကိုအကိုက်ခံရသေးလားဆိုပြီးတော့မေးလာကြောင်းယူချင်းကအင်ဂျီကိုလှမ်းမြကအကိုက်ခံထားအောင်ပြောလိုက်ပါတယ်။ယူချင်းက "तू အကိုက်ခံထားရပေမဲ့တနားရီလောက်တော့အချိန်ရသေးကြောင်းဒါကြောင့်ဂိတ်စီကိုပြန်ပြီးတော့ဂေးကိုခေါ်ထုတ်ကနှုတ်ဆက်ချင်းကြောင်းဂျိုးကိုတောင်းဆိုပါတယ်။ဂျိုးကမရကြောင်းပြောလိုက်တာကြောင့်မလို့အယ်လီကယူချင်းရဲ့အချိန်တွေကိုစမ်းသပ်လိုက်ပြီးတော့အချိန်ရသေးကြောင်းပြောကယူချင်းဖြစ်စင်တာကိုလှုပ်ပေးဖို့ဂျိုးကိုတောင်းဆိုလိုက်ပါတယ်။အဲဒါကြောင့်ဂျိုးကလည်းအဲလီကိုမြင်းနေသွားပြီလို့ပြောလိုက်ပြီးသူကတော့ယူချင်းကိုတနက်နေ့ချိန်ကခေါ်လာလိုက်ပါတယ် လူကြီးတယောက်ပြီးပြီးအရှိန်မှာဖြစ်လာမယ့်ပြဿနာတွေကိုကြိုသိနေတဲ့ဂျိုးကမြို့ကိုမြင်နိုင်မယ့်ရေကန်တစ်ခုပေးမှရက်လိုက်ကာယူဂျင်းရဲ့နောက်ဆုံးစကားတွေကိုမေးလိုက်ပါရီယူဂျင်းကလူချင်းတွေ့ပြီးတော့ပြောချင်ခဲ့ပေမဲ့ဂျိုးကတော့လက်သက်မခံမင်းနဲ့ယူဂျင်းကိုတခါလေးပြတ်တက်လိုက်ပါရီဂျိုးပြတ်တက်လိုက်တာကိုမြင်သွားခဲ့တဲ့အယ်လီကတော့ဘာမှမပြောဘဲနဲ့တိတ်ဆိတ်သွားပါရီဂျိုးကတော့သူ့စိတ်ကူးနဲ့သူမှန်နေရကြမလို့အယ်လီကိုတောင်းပန်လိုက်ပြီးတော့ယူဂျင်းရဲ့အလောင်းကိုမြင်းနဲ့ဆွဲလာကပြန်လာကြပါရီအပြန်လာမှတော့ဂေးကိုတီးတင်လာတော့ပဲပြောမိကြအောင်အယ်လီကိုပြောလိုက်ပါရီ မြို့ပြောင်းတဲ့အခါမှာတော့ဂျိုးကဂေးကိုအကျိုးချောင်းပြောပြကနှစ်သိမ့်နေတော့ခံစားချက်ကိုဦးစားပေးတဲ့အရွယ်ဖြစ်တဲ့အယ်လီကတော့ဂျိုးပြောတာတွေကိုမဟုတ်ဘဲနဲ့တက်ပြလိုက်တာဆိုပြီးတော့ဝင်ပြောလိုက်တာကြောင့်ဂေးလည်းပဲဒေါသထွက်သွားကဂျိုးကိုပားချလိုက်ပါတယ်။အဲဒီပြဿနာကြောင့်ပဲဒီညရဲ့နှစ်တကူပါတီမှာအယ်လီကိုလက်စဘီယန်မဆိုပြီးတော့ပြောတာပြဿနာရှာတဲ့အဖိုးကြီးကိုဂျိုးကဝင်တီးပြီးမယ်အယ်လီကမကြည်မနက်ဖြစ်ခဲ့ရတာပါ။နှစ်တကူပြီးချိန်မလို့အိမ်မြန်လာတဲ့အချိန်မှာတော့ဝရနာမှာကော်ဖီတောက်နေတဲ့ဂျိုးကိုအယ်လီကစကားပြောခဲ့ပါတယ်။ အဲဒီကအေခံပွဲကသူ့ပြဿနာကိုသူကိုယ်တိုင်ဖြေရှင်းနိုင်အောင်ပြောလိုက်ပြီးတော့ယူချင်းကိုမတက်ဘူးပြောပြီးတက်လိုက်တာဟာသူ့ကိုလိန်နာပဲလို့ပြောလိုက်ပြီးတော့သူတိကျနေတဲ့ပိုးဆုံးကျူးရင်းနဲ့ဖြစ်ခဲ့တဲ့ပြဿနာကိုလည်းဆက်ပြီးတော့မေးလိုက်ပါတယ်။ဂျိုးရီနဲ့လိန်မယ်ဆိုရင်တော့တခါလေးအပြက်ပဲဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲနောက်တော့ပိုးဆုံးကျူးကိုတက်ခေတာလားမားလင်းကိုတက်ခေတာလားသူ့ဆေးကနေတဆင့်ဖြီးစည်းပေါ်ဖို့နီးစပ်ခေတာလားဆိုပြီးတော့မေးခဲ့တယ်လို့ဂျိုးကလည်းအမှန်တိုင်းဖြေခဲ့ပါတယ်။ဂျိုးကတကယ်လို့ကာကွယ်ဆေးဥတာဖော်နိုင်မယ်ဆိုရင်အဲလီတီမာဖြစ်ကြောင်း အဲလီကိုအသေးမခံနိုင်တာကြောင့်မလို့ဓာရီကိုလှုပ်လိုက်ရတာဖြစ်ကြောင်းပြောပါတယ်။အဲလီကတော့စေးတာဖော်ခင်းရင်သူ့ဘွားကပို့ပြီးတော့အိဗယ်ရှိမယ်ကြောင်းပြောလိုက်ပြီးဂျိုးကသူ့ကိုကယ်လိုက်တာကြောင့်မလို့အပြစ်တင်လိုက်ပါတယ်။ဂျိုးကတော့အဲလီမသိနိုင်တဲ့အချက်မျိုးနဲ့ချစ်တာဖြစ်တယ်လို့တနေ့နေ့အဲလီကကလေးတယောက်ရလာခဲ့ရင်တော့သူ့ချင်းနဲ့တူလှုပ်ခဲ့တဲ့လှုပ်ရက်တွေကိုနားလည်မှာပါလို့ပြောလိုက်ပါတယ်။အဲလီကတော့ဂျိုးကိုစွန့်ခွာဖို့ဆုံးဖြတ်ပြီးတာကြောင့်မလို့သူစူးစမ်းမယ်ကြောင်းပြောလိုက်ပါတယ်။ အဲ့နောက်တော့အဲလီတယောက်မျက်ရည်ကျလာခဲ့ပြီးမိုးရီရွာနေတဲ့မြို့ပြကြီးထဲမှာတယောက်ထဲရှောက်သွားရင်ဒီပိုင်းလေးလည်းအဆုံးသက်ထားခဲ့ပါရခင်ဗျ။ဘဝင်းကြီးတစ်ခုလုံးကမိုးတဲတဲမဲမဲရွာသွုံးနေပြီး WLF တသားတယောက်စီကနေအဲလီကိုယူလာခဲ့တဲ့စကားပြောဆက်ကနေစကားပြောတဲ့နေထွက်နေခဲ့ပါလိမ့်။စကားပြောဆက်ကိုစပွဲကုန်တစ်ခုပေါ်မှာထောင်းလျက်တင်ထားတာဖြစ်ပြီးတော့စကားပြောဆက်နဲ့မလန်းမကန်းမှာတော့စားခါးတွေပြလိုက်တာအကြောင်းမလို့ဒီနားရဲ့ပေါင်မှာစိုက်ဝင်နေတဲ့မြားကိုဂျက်စီကဆွဲနှုတ်ဖို့စူးစမ်းနေပါလိမ့်။ မြောက်ခန္ဓာနဲ့တွေစိုက်ဝင်နေရကြောင်းမလို့မြောက်ဆွဲထုတ်လိုက်မယ်ဆိုရင်တွေးလွကြောတွေပြတ်ထွက်ပြီးတော့သူတေသွားနိုင်တာကြောင့်ဒီနာတယောက်သူ့ကိုအသေးမခံမှုဂျက်စီကိုပြောနေပါလေဂျက်စီကရေပလေးကိုဖွင့်လိုက်ပြီးတော့မြားတန်ရောင်ကိုလည်းလောင်းလိုက်တယ်လို့ဒီနာကိုလည်းနည်းနည်းတောက်လိုက်ဖို့တိုက်လိုက်ပေမဲ့ဒီနာတော့မတောက်ခဲ့ပါဘူးအဲ့နောက်တော့မိုးတစ်ချက်အချိန်မှာဒီနာရဲ့ပေါင်မှာစိုက်တဲ့မြောက်ဆွဲထုတ်ပြလိုက်ပါလေဒီနာရဲ့ပေါင်ကမြောက်ဆွဲထုတ်ပြီးရဲ့နောက်ဒီနာတယောက်အနာရှိန်ကြောင့်အိပ်ပျော်နေတဲ့အချိန်မှာဂျက်စီကတော့တနက်ကိုကင်ကလုံုံယူတောင်းဝင်ယူခဲ့ပါလေဂျက်စီစောင့်နေတဲ့အချိန်မှာ သူတို့ရဲ့အခန်းတစ်ခေါက်အပြင်ကနေလာခောက်ခဲ့ပြီးတော့အပြင်ကတယောက်ကသူ့ကိုယ်သူအယ်လီလို့ပြောရင်သူတို့နာမည်ကိုလည်းခေါ်နေလို့အတီးပြုတ်ဖို့အတွက်အယ်လီရဲ့မြင်းနာမည်ရှင်းမောင်းမေးလိုက်ချိန်မှာမမှန်ကန်ကန်ဖြေနိုင်ခဲ့လို့ဂျက်စီယာတကားဖွင့်ပေးလိုက်တဲ့အခါမှာတော့အယ်လီတယောက်အခန်းထဲကိုပြပြတလဲလဲဝင်လာပြီးတော့သူ့ရဲ့မျက်စိအရှိမာတွေမြားမှန်သွားခဲ့တဲ့ဒီနာကိုဘယ်မှာလဲဆိုပြီးတော့မေးပါတယ်ပြူးပြူးပြပြဖြစ်နေတဲ့အယ်လီကိုဘာဖြစ်နေရလဲဆိုပြီးတော့ဂျက်စီယာမေးလိုက်ကဒီနာတယောက်စီးထည့်ခန်းမှာရှိကြောင်ပြောလိုက်ပါတယ်အဲဒါကြောင့်အယ်လီကလည်းဒီနာရှိတဲ့အခန်းကိုအမြန်လိုက်သွားလိုက်ပါတယ် အဲလီယာအနာရှင်ကြောင့်အိယာပေါ်မှာလဲကအိနီရဲ့ဒီနာရဲ့နားကိုတွားလိုက်ပြီးဒီနာရဲ့လက်ကလေးကိုဖွဖွားလေးစုပ်ကင်လိုက်တယ်လို့ဒီနာလည်းနိုးလာခဲ့ပြီးတော့အဲလီကိုနှုတ်ဆက်လိုက်ပါတယ်အဲလီယာဒီနာရဲ့ပေါင်ကဒိုင်ဟောင်ကြည့်လိုက်ပြီးတော့ဒီနာရဲ့ပိုက်ထဲကကလေးချီနီကိုမိလိုက်ပါတယ်ဒီနာကအစဉ်ပြေကြောင်းပြောလိုက်တာကြောင့်မလို့အဲလီတယောက်စိတ်သက်သာရသွားပြီးတော့ဒီနာရဲ့လက်ကိုစုပ်ကင်ထားလိုက်ပြန်ပါတယ်အဲအချိန်မှာဒီနာတယောက်အဲလီရဲ့ကြောကသွေးစားတွေကိုမြင်သွားခဲ့ပါတယ်အဲဒါကြောင့်အဲလီကိုတစ်ဖက်လက်ထိုင်ခိုင်းပြီးတော့အင်းကြီးကိုချုပ်ခိုင်းလိုက်တာ ဂျောဘက်ကဒဏ်ရာဒဏ်ချက်တွေကိုဒီနာအတန်ရှင်းလုပ်ပေးနေနေဘာတွေဖြစ်ခဲ့လဲဆိုတော့မေးလိုက်ပါရီအဲလီယာနိုရာကိုတွေးခဲ့ပြီးတော့အဘီအကြောင်းတီးကျင်စိမ့်တဲ့ထက်ခါထက်ခါနှိပ်စက်ပြီးတော့စင်မီးခဲ့ပေမဲ့ဝေလာငါးနဲ့ဘီးဆိုတဲ့ဇကားနှစ်ခုံးပဲပြောနိုင်ခဲ့တယ်လို့မှုယောကကူးဆက်ခံရတယ်လို့လည်းပြောပြလိုက်ပါရီဆော့လိမျိုးပိုးဆုံးကျူးစခန်းကဆေးရုံမှာကူးဆက်ပိုးရဲ့ဒဏ်အောင်ခံနိုင်တဲ့သူကိုတုံးပြီးတော့ကူရုံးဖော်မလို့လုံနေတဲ့ချိန်ကုသစီဖော်ခဲ့ရင်သူကတေသွားမှာဖြစ်တယ်လို့ဂျိုးကတိသွားခဲ့ပြီးတော့ဆေးရုံထဲကလူတွေအားလုံးနဲ့တူတူ ကူတုံးပေါ်ပြီးမဲ့အဘိရဲ့အဘေရှာဝင်ယူလေဂျိုကပဲခေါင်းကိုတရက်နဲ့ပြစ်ပြီးတော့တက်ပစ်လိုက်ကြောင်းဒါရီကသူ့ကိုကယ်ဖို့လှုပ်ခဲတာဖြစ်တယ်လို့အေလီယာပြောလိုက်ပါတယ်ဂျိုကိုတက်ပစ်ဖို့တော့ဝိုင်အောင်မင်းမျိုးဘက်ကိုအဘိတို့လာတာကဒီကိစ္စအတွက်ကလေးစားချေဖို့ပြန်လာတာကိုလည်းဒီနာသဘောပေါက်သွားခဲ့ပါတယ်အေလီယာကအခုလိုကိစ္စတွေကိုတည်တည်နဲ့ဒီကိုလာခဲ့တဲ့အတွက်ဒီနာကိုတောင်းပန်လိုက်ပါတယ်ဒီနာတော့အေလီစကားရဲ့အကြောင်းစိတ်မကောင်းဖြစ်သွားပြီးသူတို့အိမ်မြန်ကြမယ့်အကြောင်းပြောလိုက်ပါတယ် နောက်တနေ့မနက်မှာတော့ဂျက်စီနဲ့အယ်လီတို့ဟာမြို့ထဲမှာကြံခဲ့တဲ့တွမ်းမီကိုတွားရှာဖို့ပြင်ဆင်နေကြပြီးဒီဇာမလောက်လို့အယ်လီကတောင်းလိုက်ချိန်မှာဂျက်စီကကြီးစံဘူးကိုပြစ်ပေးလိုက်ရင်ခက်တီတီနဲ့ပဲသူ့လို့သူဆက်လုပ်နေပါတယ်အဲအချိန်မှာပဲဒီနာတယောက်အခန်းထဲကနေထွက်လာပြီးတော့အယ်လီစီကိုရှောက်သွားလိုက်ပါတယ်ဒိုင်ယာတတစားဖြစ်တာအကြောင်းမလို့ဒီနာကိုညင်ညင်နေဖို့ဂျက်စီကပြောလိုက်ပေမဲ့ဒီနာတော့သူပြန်သွားမှဖြစ်ကြောင်းကြတိပေးလိုက်ပြီးအယ်လီစီကိုဆက်သွားပါတယ် အဲ့တော့အဲလီရဲ့ညာဘက်လက်ကိုတောင်းလိုက်ပြီးသူ့ရဲ့လက်မှာခြီထားတဲ့လက်ဘက်ကိုခြီပေးလိုက်ရင်ကံကောင်းစီကိုဆူတောင်းပေးလိုက်ပါရီဒီနာကအဲလီကိုစိတ်ပူနေမှန်းသိရကြောင်းမလို့ဂျက်စီကတွမ်မီကိုရှာဖို့ကိစ္စကိုသူတယောက်တည်းလုံနိုင်ကြောင်းအဲလီကိုလည်းစိတ်မချရင်နေခဲ့နိုင်ကြောင်းပြောလိုက်ပါရီအဲလီကတော့မဟုတ်ကြောင်းပြောလိုက်တဲ့အတွက်တွမ်မီနဲ့စုံမဲ့စုံချက်ကဒီရနေပြီးတော့တိတ်မဝေးရဲ့အကြောင်းနေမဝင်ခင်မှာပြန်ရောက်လာမှာဖြစ်ကြောင်းပြောလိုက်ပါရီအဲ့တော့ဒီနာကိုအထင်းရနေပြီးတော့အတားအဆီးလှုပ်ထားဖို့ပြောလိုက်ပြီးနှစ်ယောက်သားကအပြင်ကိုထွက်သွားဖို့လုံကြပါရီ နေရောက်သားအပြင်မှာရှောက်လာကြရင်လေအဲလီကတွမ်မီနဲ့တွေ့မဲ့စုံမဲ့နေရောင်မေးလိုက်တယ်လို့သူတို့နေတဲ့ကားဆက်ယုံကိုဘလူရှာတွေ့ရလဲဆိုပြီးတော့ဂျက်စီကိုမေးလိုက်ပါတယ်အဲလီရဲ့မြင်းပွက်ထားတဲ့နေရောင်တွေ့ခဲ့တယ်လို့ TV ယုံမှာ WLF တစိုက်တွေ့ခဲ့ပူတာကြောင့်မလို့အဲလီတို့ WLF အဖွဲ့အစည်းကိုသွားမှန်းသိလိုက်ပြီးတော့နမိုင်ပက်လေမှာသူတို့ကလူခွဲပြီးတော့ရှာတာဖြစ်ကြောင်းရှင်းပြလိုက်ပေမဲ့အဲလီကလွယ်လွန်းတယ်ဆိုပြီးပြောလိုက်တာအကြောင်းမလို့ဂျက်စီတယောက်စိတ်ဆိုးသွားပြီးတော့အဲလီတို့ကိုတွေ့အောင်ရှာဖို့အတွက်နှစ်ရက်တောင်မှကြာခဲ့ရကြောင်း ဒီကြားထဲမှာလည်းသေမလို့ဖြစ်ခဲ့ကြအောင်စိတ်ဆူးဆူးနဲ့ပြောလိုက်ပါလေအယ်လီယာဂျေဆုတင်ကြောင်ပြောလိုက်တယ်လို့ဝီစကီတိုက်ရဲ့အမြဲတမ်းဂုံးစင်းတက်တဲ့ဒီနာတယောက်မင်းညာတော့ကပေါင်းအမြောက်ဆွဲထုတ်ချိန်မှာဝီစကီတောက်ဖို့ညင်းခဲ့တယ်လို့တေးလို့မဖြစ်ဘူးဆိုတဲ့စကားကိုဇတိုက်ပြောနေခဲ့လို့ဒီနာမှာကိုဝင်နေပြီလို့ထင်ကြောင်ပြောပြလိုက်တာကြောင့်အယ်လီယာဆဲဆူလိုက်ရင်းနဲ့ဒီနာပြောတဲ့အချိန်ကြီးဆောင်းဖို့နဲ့အဲတော့မှမသိကြအောင်ဆောင်းပြီးတော့ဝမ်းသာပေးဖို့လည်းတတိပေးလိုက်ပါလေအဖေတယောက်ပြတ်တော့မဲ့ဂျက်စီကတော့တေးလို့မရသေးတယ်လို့အယ်လီကြောင့်စစ်တလင်းတွေကိုရောက်နေပေမဲ့လေ တွမ်မီကိုအမြန်ဆုံးချပြီးတော့သူနဲ့သူ့ရဲ့ကလေးအတွက်စီရာတရနေပြီးတော့အမြန်ဆုံးထွက်သွားမယ်ကြောင်းပြောလိုက်ရေးအရှိရနေထွက်သွားလိုက်ပါလေ။နေအောင်သားကဆက်လက်ရှောက်လာကြရင်နေဗီရာလန်စာတန်းနဲ့ပုံကိုမြင်လိုက်တာအကြောင်းမလို့အဲလီကနောက်ထပ်တစ်ခုထက်ရှိသေးရလားဆိုပြီးတော့မေးလိုက်ပါလေ။ဂျက်စီကလည်းဖြစ်နိုင်ကြောင်းပြန်လေပြောလိုက်ပြီးဆက်ပြီးတော့ရှောက်လာကြရင်နေမိုးရီရွာချလာကြအောင်မလို့ခလလတ်မှရှိတဲ့အစာအုပ်တစ်ခုအောက်ကိုပြေးဝင်လိုက်ကြပါလေ။အစာအုပ်ရဲ့အောက်ကိုသူတို့ရောက်ပြီးမကြခင်မှာပဲတနက်တန်ကြားလိုက်ရအကြောင်းမလို့နေအောင်စလုံးကအစာအုပ်အတွင်းပိုင်းလေးကိုဝင်ပြီးတော့ပုံနေလိုက်ရပါလေ။ သူတို့ပုံပြီးတော့မကြခင်ပါပဲ WLF တပ်သားတွေကစားကားတယောက်နောက်ကိုလိုက်ဖမ်းရင်းနဲ့အဆောက်ဦးအောက်ကိုရောက်လာကြပါပြီပြင်းနေတဲ့စားကားကောင်လေးကိုတနက်နေ့ဝိုင်းပြီးတော့ချိန်လိုက်ကြအကြောင်းမလို့ကောင်လေးကဒူးထောက်လိုက်ပြီးတော့ကဘာကြီးကဟန်ချက်မကြီးကြအောင်သူကတော့ပြုပြင်ဖို့တာဝန်ကျပြီးဖြစ်ကြအောင်ထက်ခါထက်ခါအော်လိုက်ပါလေ WLF တပ်သားတွေကစားကားကောင်လေးကိုရိုက်နဲ့နှိပ်စက်နေကြအကြောင်းမလို့အဲလီယာစားကားကောင်လေးကိုကူညီမဲ့လှုပ်လိုက်ပါလေဒါမဲ့ဂျက်စီကလမ်းပြီးတော့ဆွဲထားလိုက်တာအကြောင်းမလို့အဲလီကခဏငြိမ်သွားပြီးတော့ WLF တပ်သားတွေထွက်သွားတဲ့အခါမှာတော့အဲလီတယောက်အပြင်ပြေးထွက်လိုက်ပါတယ်။တပ်ဖက်ကလူရင်ကရဲများနေခဲ့တာကြောင့်မလို့အရန်မှကူညီခြင်းလုံးနဲ့အဲလီကိုစားကားရည်နဲ့ WLF တွေဆိုတာကကလေးနဲ့ခွေးပါမကြအောင်အချင်းချင်းတိုက်ခိုက်နေကြတာကြားပြီးဖြစ်လို့မဆိုင်တဲ့စစ်ပွဲမှာဝင်းမရှုပ်ဖို့ဂျက်စီကပြောပြီးတော့ထားလိုက်ရင်းနဲ့တွမ်မီကိုရှာဖို့အတွက်ဆက်လက်ထွက်သွားခဲ့ပါတယ်။တပ်ဖက်ကတော့ WLF ဌာနချုပ်တဲ့ကိုဒူကောင်းဆောင်အမျိုးသမီးတယောက်ဝင်လာပြီး မုံတိုင်းကပြင်းထန်လာပေမဲ့လည်းစုံမဲ့နေရမဖြစ်မနေလှုပ်ဖို့အတွက်လိုအပ်တဲ့အမိန့်တချို့ပေးခဲ့ပြီးဖြစ်သလိုအရာရှိတွေကအစင်းသင်းဖြစ်နေခဲ့ပေမဲ့တပ်သားတချို့ကတော့ကြောက်နေကြတယ်လို့သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့အိုင်းဆက်ကိုသတင်းပို့လိုက်ပါတယ်။အဘီရိုအကြောင်းမေးလိုက်အချိန်မှာတော့အဘီရိုတပွဲလုံးပြောင်းနေတယ်ဆိုတဲ့အဖြေကိုကြားလိုက်ရတဲ့အိုင်းဆက်ကစိတ်ပြတ်သွားခဲ့ပါတယ်။အိုအင်းနဲ့မဲလ်တို့ဂျန်နေသေးရဲ့လို့ထပ်ပြီးတော့ပြောလိုက်ပေမဲ့အိုင်းဆက်ကတော့တခြားသူတွေနဲ့လုံလောက်တယ်ဆိုပေမဲ့အဘီရိုတယောက်တည်းရှိကြောင်းပြောလိုက်ပါတယ်။ ရှိနေတဲ့စစ်တပ်ကြီးတစ်ခုလုံးထက်အပီယိုပဲအရေးထားသလိုလုပ်နေလို့ဘာလဲကြိုက်နေရလားဆိုပြီးတော့ဒိန်မီလိုက်လို့ဒီနေ့ညတိုက်ပွဲမှာသူတို့အားလုံးနဲ့တေသွားနိုင်တယ်လို့စစ်တပ်ကြီးလည်းပဲဖြိုးဖျက်ဖြစ်သွားနိုင်တယ်ဒီအခြေအနေကိုထိန်းသိမ်းမဲ့သူကအပီတယောက်တည်းရှိတယ်လို့လည်းအိုင်းဆက်ကပြောလိုက်တာအကြောင်းမလို့အမျိုးသမီးကခဏတာစဉ်းစားလိုက်ပြီးတော့လက်တော်ချိန်ကြီးကအပီကတုံးလို့မရဘူးပြောလိုက်တယ်လို့စစ်တပ်ကိုကောင်းဆောင်မဲ့သူဟာအပီမဖြစ်နိုင်ဘူးလို့တုံးသက်ပြလိုက်ရင်လှည့်ထွက်သွားလိုက်ပါတယ် ဇိုးရွာလာတဲ့ယာသည်ဥရဲမှာပိတ်မိနေကြလို့ဖြစ်နေကြတဲ့အဲလီနဲ့ဂျက်စီတို့အတွက်ကတော့ပြဿနာပေါင်းစုံပါပဲ။ဒံယာရထားတဲ့ကိုဝင်းကြီးနေရာတယောက်အဲသူနဲ့ထွက်လာတဲ့တွမ်မီကလည်းဘေကဘာရောက်လို့ရောက်နေမှာမသိ။ပြီးတော့ဒီကြားတဲ့အဲလီဒီနာနဲ့ဂျက်စီဆိုတဲ့သုံးဝဆိုင်အချစ်ဇလန်းမှလည်းငရုတ်စုံနဲ့ကြည်ဝေးကြောင်ဘိုက်ကကြီးလို့ကြီးလီမန်းနဲ့တီရင်သားယာနေရာကနေစကီလေးနှစ်ပွေ음ဇလန်းမတန်းမှမောင်းလို့ကြီး ်ရင်းနှောင်းကလည်းကောင်မလေးတယောက်ကိုချက်ခဲ့ဘူးတဲ့ဂျက်စီကသူ့ကိုယ်သူအမိုးတင်နေခဲ့တာကြောင့်မလို့အဲလီကလောင်ပြောင်လိုက်ပါသေးတယ်သူတို့စကားပြောတဲ့အချိန်မှာပဲအဲလီယူလာတဲ့စကားပြောစကားအတန်းမီလာပြီးတော့လိမ်မရီနာမှာစနိုက်ပါတယောက်လက်ချက်နဲ့အတိုက်ခိုက်ခံနေရတယ်လို့အတန်းတွေထွက်လာခဲ့တာကြောင့်မလို့ပြေကသူတွေကတွမ်းမီဖြစ်နေကြောင်းသဘောပေါက်ပြီးတော့နှစ်ယောက်သားကမြေပုံကြီးကအပြုံထွက်လာခဲ့ကြပါတယ်အစာအုပ်တစ်ခုရဲ့အဆုံးကိုရောက်လာတဲ့အခါမှာတော့အဲလီယာမှန်ပြောင်းအထုတ်ကကြီးလိုက်တဲ့အခါမှာဝေလာငါးပုံးဆွေးထားတဲ့အစာအုပ်နဲ့ဘိန်းရဟတ်တစ်ခုတွေ့လိုက်ရပါတယ် အဲဒါကြောင့်အေလီယာနိုရာပြောခဲ့တဲ့ဝေလာငါဘိန်းဆိုတဲ့ဇာတ်ကိုပြန်လည်သတိရသွားပြီးတော့အမီဒီယောငါးပြားတိုက်မှာရှိနေကြောင်းနားလည်သွားခဲ့ပါလေ။အေလီယာငါးပြားတိုက်ကိုသွားကျင်ခဲ့တယ်လို့ဂျက်စီကတွမ်မီကိုရှာဖို့တဲ့ဆရာထက်တန်နေလို့နှစ်ယောက်သားကစကားများခဲ့ကြပြီးတယောက်တလန်းစီခွဲထွက်လာခဲ့ကြပါလေ။အေလီယာငါးပြားတိုက်ရှိတဲ့ဘက်စီကိုသွားဖို့အတွက်စိတ်ကန်းစီကိုဆင်းလာပါလေ။အဲဒီအချိန်မှာပဲအိုင်းဆက်တိုးတွေကလည်းစက်လီနဲ့ရောက်လာခဲ့ပြီးတော့ပစ္စည်းတွေတဲကပြန်ထွက်သွားကြပါလေ။အလုံးထွက်သွားပြီးရဲ့နောက်မှာတော့ဂျန်နီရဲ့ဆက်လီစည်းပုံကိုပြေးတက်လိုက်ပြီးတော့ ငါးပြားလိုက်ရှိတဲ့ဘက်ကိုအယ်လီကထွက်လာခဲ့ပါတယ်။ဒါမဲ့လှိုင်းလုံးကြီးတစ်ခုနဲ့တွေ့ပြီးတော့လေယာဦးလေသွားကကန်ဆာတစ်ခုမှသွားတင်ခဲ့ပါတယ်။ကန်ဆာမှရင်လာတင်နေတဲ့အယ်လီကိုစားကားနှောင်းကဖမ်းခေါ်လိုက်ပြီးတော့တရားစီရင်မယ့်နေရာကိုခေါ်သွားကြပါပြီ။အယ်လီကသူ့ဟာ WLF မဟုတ်ကြောင်ပြောလိုက်ပေမဲ့စားကားရီယာကိုလေပင်းကိုကျိုးဝင်းဆွတ်ပြီးတော့အပေါ်ဆွဲကမြှောက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲစားခါရွာဘက်ကနေပြီးတော့အချက်ပေးတာကြားလိုက်တာအကြောင်းမလို့အဲလီကိုထားခဲ့ပြီးတော့စားခါတွေက ေသူ့ရဲ့ရွာဘက်ကိုပြန်လှည့်ပြေးသွားတာကြောင့်မလို့အဲလီကလည်းကန်းဆက်ကိုပြန်ပြေးလာလိုက်ပြီးတော့လေယိုယူကငါးပြားတိုက်စီကိုထွက်လာခဲ့ပါရီငါးပြားတိုက်စီကိုရောက်တဲ့အခါမှာတော့ငါးပြားတိုက်ရဲ့ဘေးကနေတွေ့တက်လိုက်ပြီးအမိုးပေါ်ကနေအထဲကိုဆင်းလိုက်ပါရီအထဲရောက်တဲ့အခါမှာတော့ရေစုံနေတဲ့တနက်ကြီးစံတွေကိုရေချောင်းအောင်လှုပ်လိုက်ပြီးတော့ငါးပြားတိုက်တွေကိုဖြည်းဖြည်းချင်းလှမ်းဝင်လာပါရီအခန်းတစ်ခုရဲ့ရှေ့မှာခြေရာတွေကိုတွေးလိုက်တာအကြောင်းမလို့အဲလီကဓမီကိုပိတ်လိုက်ပြီးတော့အခန်းတွေကိုဝင်လိုက်ပါရီအခန်းတွေရောက်တဲ့အခါမှာတော့စကားပြောနေတဲ့အိုဝင်တို့ကိုတွေးလိုက်ရအကြောင်းမလို့ ်အဲလီယာတနက်နေ့ချိန်လိုက်ပြီးတော့အဘီဘယ်မှာလဲဆိုပြီးတော့မေးလိုက်ပါတယ်။အိုဝင်ကတော့မထင်မှတ်ဖြစ်နေအဲလီကိုတွေးလိုက်ရအောင်ကြောင့်မလို့အံအားတင်သွားကစိတ်ညစ်ညင်ထားဖို့ပြောလိုက်ပါတယ်။အဲလီယာမြေပုံယူလာပြီးတော့အဘီရှိရဲ့နေရာကိုပြဖို့ပြောလိုက်တယ်လို့၅စက္ကန့်ပဲအချိန်ပေးလိုက်ပါတယ်။အိုဝင်ကမြေပုံယူလိုလိုနဲ့တနက်ကိုဆွဲယူလိုက်တာကြောင့်မလို့အဲလီယာတနက်နေ့ပြစ်ချလိုက်ပါတယ်။တနက်ကြီးစံကအိုရဲ့လေဘင်းကိုဖောက်ထွက်သွားပြီးတော့အမျိုးသမီးရဲ့လေဘင်းသွေးကြောကိုပါဖြတ်ထွက်သွားပါလိမ့်။အမျိုးသမီးကသူ့ဘက်ကိုလှမ်းလိုက်တဲ့အခါမှာတော့ကိုဝင်းဆောင်ထားတော့ကိုအဲလီယာတွေးလိုက်ရတယ်လို့ အမျိုးသမီးကသူ့ရဲ့ဘိုက်ကိုခွဲပြီးတော့ကလေးကိုထုတ်ဖို့ပြောနေနေပဲတေးဆုံသွားခဲ့ပါလေတေးဆုံသွားတဲ့ကိုဝင်းတဲ့အမျိုးသမီးရဲ့နားမှာထိုင်းကငိုနေခဲ့တဲ့အဲလီစီကိုတွန်မီနဲ့ဂျက်စီကရောက်လာပြီးတော့အဲလီကိုခေါ်လာကဒီနာရှိတဲ့ပြားဆက်ယုံကိုထွက်လာခဲ့ကြပါလေပြားဆက်ယုံကိုပြန်ရောက်ပြီးတဲ့နောက်မှာတော့ဂျက်စီနဲ့တွန်မီတို့ကမြေပုံကိုကြည့်ကသူတို့ထွက်ရမယ့်လမ်းအောင်ရှာနေကြပါလေဒီနာတော့အိယာပေါ်မှာလဲနေပြီးတော့အဲလီကတော့ကိုဝင်းဆောင်အမျိုးသမီးကိုတတ်မိရဲ့အတွက်စိတ်မကောင်းဖြစ်နေပါလေဒါကြောင့်တွန်မီက ဂျိုးကိုတတ်တဲ့သူတွေထဲမှာအဝင်းတို့နှစ်ယောက်လည်းပါလာကြောင်းမလို့စိတ်မကောင်းမဖြစ်ဖို့အတွက်အဲလီကိုပြောလိုက်ပါတယ်။အဘီမတည်သေးဘူးလို့ပြောလိုက်တာကြောင့်တွမ်မီကဒီအတွက်ကျင်းနေလားဆိုပြီးတော့အဲလီကိုပြန်မိလိုက်ပါတယ်။အဲနောက်တော့ပစ္စည်းတွေတဲဦးမယ်လို့ပြောကတွမ်မီကပြန်လှည့်ထွက်သွားခဲ့ပါတယ်။အဲလီနဲ့ဂျက်စီစကားပြောနေချိန်မှာအပြင်ဘက်ကနေပြီးတော့တနက်တန်ကြားလိုက်တာကြောင်းမလို့နှစ်ယောက်သားအပြင်ပြေးထွက်လာကြပါတယ်။အရှိရပြေးထွက်လာတဲ့ဂျက်စီကိုအဘီကတနက်နေ့ပြတ်တက်လိုက်ပြီးတော့အဲလီကိုလည်းအပြင်ထွက်လာဖို့ပြောလိုက်ပါတယ်။ ။အဲလီကလည်းလက်မြောက်ကထွက်လာလိုက်ပြီးတော့အဘီရဲ့တငယ်ချင်းတွေကိုတတ်တာတွာမီမဟုတ်ပဲသူကိုယ်တိုင်တတ်ခဲ့တာလို့ပြောပါတယ်။အဘီကဘာကြောင့်ဂျိုးကိုတတ်တယ်ဆိုတာလည်းသိနေခဲ့တယ်လို့ဂျိုးလုခဲ့တယ်ဆိုတာကလည်းသူ့ကိုကယ်ဖို့အတွက်သာဖြစ်လို့သူ့ကိုတတ်ဖို့ပဲပြောလိုက်ပေမဲ့အဘီကတော့တမင်တသက်အဲလီကိုအရှင်ထားခဲ့တာလို့ပြောလိုက်ရင်တရက်နဲ့ချိန်လိုက်တယ်လို့အဲလီကတော့မလုပ်ဖို့တောင်းပန်လိုက်ပါတယ်။နောက်တစ်ခါမှာတော့စာအုပ်ဖတ်နေအိဘျော်ရီရဲ့ ABC ကိုလူတယောက်ရောက်လာပြီးတော့အိုက်ဆက်တွေးခြင်းတွေကြောင့်လာပြောပါတယ်။အဘီကခေါင်းကြည့်အောင်လုပ်ပြီးလာခဲ့မယ်ကြောင်ပြောလိုက်ပြီးတော့ ခဏကြာမှပြင်ကိုထွက်လာလိုက်ပါလေအဘီကဥဒကူသွားလာနေကြတဲ့လူတွေကိုငေးကြည့်လိုက်ပြီးတော့အိုင်ဆက်စီကိုထွက်သွားလိုက်ပါလေအဲ့နေ့ကတော့စီရာတေရဲ့ D1 ပဲဖြစ်ပါလေဒီနေရာလေးမှာကျွန်တော်တင်ဆက်ပေးနေတဲ့ The Last of Us Season 2ကလည်းပြီးဆုံးသွားပြီဖြစ်တယ်လို့ထုံးစံတိုင်းကိုရခိုင်ရဲ့အနည်းချုပ်လေးနဲ့ကျွန်တော်အဆုံးသက်ပေးပါစီရှင်တန်ချင်းဆုံးရှုံးချင်းနဲ့လူသားဆန်မှုရဲ့ပုံမြင်တစ်ပုဒ်ဒါမှမဟုတ် Dystopia Series တစ်ခုဖြစ်တဲ့ The Last of Us ကတော့ ကျောင်းအင်းရဲ့ကဘာပြက်ကာလာကြီးတစ်ခုမှာဘလို့ရှင်သန်ရမလဲဆိုတော့မိပေါင်းထိုးပြသွားတာပဲဖြစ်ပါတယ်။အတွေ့အကြုံတွေကရင်းပြတာပြီးတော့မိသားစုအတွက်သာမကမိတ်ဆွေတွေအတွက်ပါကာဝယ်ပေးနေခပြက်ကြီးထဲမှာရှင်သန်မှုစ조사နေတဲ့ဂျိုးမီတာကိုတွေ့ကြရတယ်။ကိုရီဇဘိုကူးဆက်ခံရလို့သမီးတစ်ယောက်ကိုဆုံးရှုံးထားတဲ့ဖခင်တစ်ယောက်ဟာဇင်းနစ်ကြော်ဆိုတဲ့ကာလာတစ်ခုမှာတော့ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်တဲ့အပြင်ယောဂါပိုးရဲ့ဒဏ်ကိုခံနိုင်သူတစ်ယောက်လည်းဖြစ်တဲ့အဲလီကိုပို့ဆောင်ပေးဖို့လဲတာဝန်ယူခဲ့ရပါတယ်။ အလုံးသဘောကနေတဖြည်းဖြည်းနဲ့ရှိုင်းလာခဲ့ပြီးအဖေနဲ့သမီးဆိုရဲဆက်ဆံရေးအဖြစ်ကိုလည်းပြောင်းလဲလာခဲ့နိုင်ပါ ರೀ ဘိုးစုံကျူးတွေကိုတက်ပြီးတော့အဲလီကိုကယ်လာခဲ့ပေမဲ့ပြဿနာတွေကထင်ထားသလောက်မယိုးရှင်းခဲ့ပေနဲ့ဆက်လက်ရှုပ်လာခဲ့ပါ ರೀ အတွင်းနေမှာတော့ဂျိုးနဲ့အဲလီတို့ကြားကဒါဖပြဿနာရည်သာမကပေနဲ့လက်စားချေဖို့စူးစမ်းနေတဲ့အဘီကိုလည်းတွေ့ခဲ့ရသလိုအဘီရဲ့လက်ချက်နဲ့ဂျိုးတယောက်တေးဆုံးတဲ့ခါမှာတော့ အဲလီရမကပဲကြီးစုခံစားနေတဲ့ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာပါတခုခုဆုံးရှုံးသွားရတယ်လို့ခံစားလိုက်ရတာကတော့အမှန်ပဲဖြစ်ပါရဲ့အမုံတရားအောက်ကနေကိုတွေးမြင်တာအမှန်လို့ယူဆကြတဲ့အဲလီနဲ့အပီတို့ဂျာကအပြန်အလှန်လက်စားချေမှုစစ်ပွဲကဘာပြက်နဲ့ဘာသာရေးဂျာရဲမှာခံစားရတဲ့လူသားတွေရဲ့အကြောင်းကိုလည်းခံစားခဲ့ကြပါပြီ The Last of Us ဇာတ်လမ်းတွဲကတော့ဝိုင်းနေမှုချစ်ချင်းမြတ်တာနဲ့လက်စားချေမှုရဲ့တန်ဖိုးနဲ့စိုးကြိုးလေတွေ့မြင်ရမှာပါဤသို့ပင်စိုးစီကမူ ကမ္ဘာ့ကလုံးမှာလာကြောင့်မြန်မာပြည်ကြီးကအစိတ်အသင့်နေစေဖုံးစိုးမြေတစ်ခုဖြစ်နေစေဆိုတာကတော့အသေးစားပါပဲအနည်းလိုပဲခေါ်ခေါ်အစိမ့်လိုပဲခေါ်ခေါ်ခင်ဗျားတို့ကြုံလို့ဆိုတာကဒီဇလန်နဲ့ကလူတွေလိုပဲကိုထင်ရအမှန်တရားလို့တတ်မှတ်ရင်ဖြတ်တန်းနေကြစေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရုပ်ရှင်စကားကောင်းလေးတွေကိုအစင်းစက်မပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD4 channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါခင်ဗျအားပေးကြပေးတဲ့များလေးစိတ်ကြမ်းပါခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံတော်မူကြပါစေလို့ ဇီဗိုဝိုင်းတော်သားများကစုမကောင်တောင်းပြလိုက်ရပါတယ်အဆုံးထိကြီးစုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ